အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ American ရဲ့စစ်ရေးငွေကြေးအကူအညီတွေချက်သွားချိန်မှာ Russia က Ukraine သမ္မတရဲ့မွေးရစာတိမျိုးကိုပယ်ထိန်ဒုံးကျည်များဖြင့်ပြစ်ခတ်တိုက်ခိုက်လိုက်ပြီဆိုတဲ့သတင်းမှဖြစ်ပါတယ် သတင်းပြည်စုံကတော့ ABC News ကထုတ်ပြန်သွားတာကတော့ Ukraine သမ္မတ Zelensky ဟာရုရှားပေါ်မှာ PR တွေကိုလုံးဝရပ်တန့်လို့မရနိုင်ကြောင်းသူ့နိုင်ငံအတွက်အမေရိကကအကူအညီတွေကိုရပ်တန့်လိုက်ပြီးနောက်တစ်နေ့မှာပဲရုရှားကနေ drone တွေဒုံးကျည်တွေနဲ့သူ့ရဲ့မွေးရမြေကိုပစ်ခတ်တိုက်ခိုက်လိုက်တယ်လို့ပြောပါရတယ်။ တမရထရမ်ဟာယူကရိန်းကို အမေရိကကနေကူညီပေးနေတဲ့ထောက်လှမ်းရေးပညာရပ်တွေစစ်ရေးအကူအညီတွေအကုန်ရပ်တန့်လိုက်တာကြောင့်ယူကရိန်းရဲ့လေတပ်ဟာရန်သူလေတပ်ရဲ့တိုက်ခိုက်မှုတွေကို အကုန်တိုက်ဖြတ်လို့ထိန်းချုပ်လို့မရတော့ပါဘူး။အဲ့ဒီလိုဖြစ်တာရပ်တွေလရည်နဲ့ခြိတော့မယ်လို့သိရပါဗျ။ပြီးခဲ့တဲ့တစ်ပတ်ကအင်ဖြူတော်ကိုယူကရိန်းတမရရောက်လာပြီးရရန်ဆိုင်ဆိုင်ညင်းခုံမခန့်လေစာ တွေလာလုခဲ့တာကြောင့်အမေရိကအနေနဲ့ရုရှားကိုဒီစစ်ပွဲရပ်တန့်ဖို့ ရောင်းဝယ်ညှိနှိုင်းပေးမဲ့အစီအစဉ်ရပ်ဆိုင်းပစ်လိုက်ပါတယ်။ယူကရိန်းရဲ့လေတပ်သတင်းမှာတော့မင်းညကမတ်လ9ရက်2025မှာရုရှားကနေပြီးတော့ဒရုန်းယာဉ်စုစုပေါင်း112စင်းဆီလွတ်တိုက်ခတ်ခဲ့ရာယူကရိန်းဘက်က68စင်းကိုဖျက်ချနိုင်ခဲ့ပြီး48စင်းကတော့လွတ်သွားပါတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခတ်မှုကြောင့်ခါခစ်ဆမ်မီ အော်ဒက်ဆာနဲ့ဒရီပရော့ပီထရော့ပ်စ် မြို့တွေမှာပျက်စီးမှုတွေများခဲ့ကြောင်းပြောပါတယ်။ယူကရိန်းသမ္မတရဲ့မွေးရမြေဖြစ်တဲ့ Dnipropetrovsk မြို့ကဟိုတယ်ဆိုရင်ဖက်ထင်းဒုံးကြီးထိမှန်ပြီးပျက်စီးသွားခဲ့ပါတယ်။အဲ့ဒီဟိုတယ်ဟာဆိုရင်အဲ့ဒီဒုံးကြီးထိတဲ့နေ့မှာပဲယူကရိန်းကိုလာရောက်တဲ့အခြားတိုင်းတစ်ပါးကပြည်သူတွေပြည်သူတွေလူသားချင်းစာနာရေးအဖွဲ့တွေဝင်ရောက်လာပြီးမကြမီမှာပဲပြစ်ခတ်ခံခဲ့ရပါတယ်။လူ၄ဦးသေဆုံးခဲ့ပြီးအယောက်၃၀ကျော် ဒဏ်ရာတွေရရှိခဲ့ပါတယ်။လူသားချင်းစာနာရေးအဖွဲ့မှ အမေရိကန်နိုင်ငံသားတချို့ပါဝင်ခဲ့ပေမဲ့ကံကောင်းထောက်လာထောင်းမစွာပဲ အသက်ဘေးမှလွကင်းခဲ့ပါတယ်။ရုရှားရဲ့တာဝေးပစ်ဒုံးကျည်များနဲ့ဒရုန်းယာဉ်များဟာညအချိန်များတွင်သာတိုက်ခိုက်သည့်အတွက်ယူကရိန်းအနေနဲ့အနောက်နိုင်ငံများ၏လက်နက်များကိုမိခိုအားကိုးနေရပါတယ်။အဲဒါကြောင့်ယခင်အမေရိကကနေအကူအညီပေးနေတဲ့ထောင်လိုင်းရင်းဤပညာတွေဟာ ြင်ပကနေဝင်ရောက်လာမဲ့လေရင်တွေဒုံးကျည်တွေဒရုန်းတွေကိုကြိုတင်သိရှိသတိပေးတဲ့အလမ်းတွေစက်ပစ္စည်းကရိယာတွေတက်ထားတာကြောင့်ယူကရိန်းအနေနဲ့ကောက်ဝဲနိုင်ခဲ့ပေမဲ့အခုတော့ရုရှားကတိုက်ခိုက်လာတဲ့ဒရုန်းတွေဒုံးကျည်တွေကိုယူကရိန်းအနေနဲ့မြင်နိုင်စွာခံနိုင်စွာနေမရှိတော့ပါဘူး။အဲ့ဒီသတင်းကတော့ယူကရိန်းထောက်လှမ်းရေးဌာနက ABC ရုပ်သံကိုပြောသွားခဲ့တာပဲဖြစ်ပါတယ်။ဒီကြတာပရိမာတော့ယူကရိန်းသမ္မတဟာ ဘယ်ဂျီယံမျိုးကိုတွားပြီးတော့ဥရောပခေါင်းဆောင်တွေနဲ့တွေ့ဖို့ရှိနေပါတယ်။ရုရှားရဲ့လေကြောင်းရန်ကိုကာကွယ်ဖို့စစ်လက်နက်အကူအညီတွေတောင်းခံဖို့ပဲဖြစ်ပါတယ်။ဒီချိန်ထဲမှာပဲအမေရိကရဲ့ CIA ဒါရိုက်တာကပြောတာကတော့ယူကရိန်းသမ္မတဟာမူလကသမ္မတထရမ့်နဲ့လက်မှတ်ရေးထိုးမဲ့ကိစ္စသူအခုအစင်းသစ်ဖြစ်နေကြောင်းနဲ့သမ္မတထရမ့်နဲ့လည်းထပ်မံတွေ့ဆုံလို့ကြောင်းပြောလာတယ်လို့ပြောကြားသွားပါတယ်။ ။အင်္ဂါနေ့ကထုတ်ပြန်ချက်တစ်ခုမှာတော့ဇလန်စကီဟာဆိုးရွားလာတဲ့အင်ဖြူရောအစည်းအဝေးဟာလွန်စွာဝမ်းနည်းပဲကောင်းကြောင်းယူကရိန်းအနေနဲ့ထာဝရငြိမ်းချမ်းရေးရရှိအောင်ငြိမ်းချမ်းရေးစီနိုဘဲသို့ပြန်လာလိုကြောင်းယူကရိန်းလိုမြစ်ကြီးနိုင်ငံကားများငြိမ်းချမ်းရေးကိုလိုလားမယ်ရှိမယ်မထင်ကြောင်းအဲဒါကြောင့်သမ္မတထရန့်ရဲ့ခေါင်းဆောင်မှု အောက်မှာဝင်ရောက်ပြီးအလုပ်လုပ်ဖို့အစဉ်သင့်ဖြစ်နေပါပြီလို့ဇယ်လန်စကီကပြောပါတယ် သမရထရန့်ရဲ့အင်ဖြူတော်ကတော့ယူကရိန်းအနေနဲ့အမေရိကန်ကနေယူထားတဲ့ငွေကြေးအတွက်မြေရှားတပ်တူတွေကိုပေးဖို့တူဖော်ခွင့်ပေးဖို့သဘောတူစာချုပ်လက်မှတ်ထိုးရန်လိုကြောင်းပြောပါရယ်အမေရိကဟာ CIA အကြီးအကဲ Red Cliff က Fox News ဌာနကိုပြောတာကတော့ယူကရိန်းဟာရုရှားနဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့အစဉ်သစ်ဖြစ်နေပြီလို့ပြောထားလို့အမေရိကအနေနဲ့ဒီသတင်းအချက်အလက်ဖြတ်တောက်ထားတာတွေကယာယီဖြတ်နိုင်ဖြစ်နိုင်ွယ်ရှိကြောင်း ရန်လိုတိုက်ခိုက်မှုတွေကိုယူကရိန်းနဲ့အတူလက်တွဲပြီးပြန်လည်၍ငြိမ်းချမ်းရေးအတွက်ပိုပြီးကောင်းမွန်တဲ့အခြေအနေတွေကိုဖန်တီးသွားနိုင်ကြောင်းသူထင်ပါတယ်လို့ပြောပါတယ်။အမေရိကရဲ့ဒုတိယသမ္မတနဲ့အမေရိကရဲ့နိုင်ငံခြားရေးဝန်ကြီးတွေကတော့ပြီးခဲ့တဲ့တောက်ကြနေ့မှာဇယ်လန်စကီဟာအင်ဖြူတော်ကိုလာပြီးဂျိုင်းဆိုင်သွားခဲ့လို့အဲ့ဒါကြောင့်သမ္မတထရန့်ကိုပြန်လည်တောင်းပန်တဲ့ကြောင်းပြောကြားသွားပါတယ်။၂၀၂၂ ခုနှစ်ကတည်းကစပြီးတော့အမေရိကဟာယူကရိန်းကိုရုရှားတပ်မွေတပ်ဖွဲ့တွေပြစ်မှတ်ထားတိုက်ခိုက်တာတွေကိုကာကွယ်ဖို့ဟန်တားနိုင်ဖို့မြေပြင်ကနေလင်းလင်းဟင်ပြစ်လက်နက်နဲ့ဤပညာထောက်လှမ်းရေးဤစနစ်တွေကိုပေးပို့ထောက်ပံ့နေခဲ့ပါတယ်။အခုသမ္မတထရန့်ရဲ့အမျိုးသားလုံခြုံရေးအရာရှိ မိုက်ကတော့ယူကရိန်းနဲ့ထောက်လှမ်းရေးဆိုင်ရာဆက်ဆံမှုတွေကို ပြန်လည်သုံးသပ်သွားမယ်လို့ဗုဒ္ဓဟူးနေ့ကပြောဆိုသွားပြီး ယူကရိန်းရဲ့အနေနဲ့မြေရှားတပ်တူတူဖို့ကိုပေးရေးသဘောတူညီချက်ကိုတော့လက်မှတ်ရေးထိုးဖို့ငင်းရရဲ့အတွက်စီနေပွဲများအမြန်စတင်ရန်လိုကြောင်းသတိပေးပြောကြားလိုက်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့သတင်းကတော့ဒီလောက်ပါပဲ။နောက်နေ့တွင်မှာလည်းအမေရိကရဲ့သတင်းမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Permis USA News YouTube Channel လေးကိုကြိုက်နှစ်သက်ခဲ့ရင် Like and Subscribe လုပ်ပေးခဲ့သွားပါ။ So please take care of yourself and each other. Bye bye.